ောင်အေဝန်းကအိမ်တော်ရေးမှာခန်းနေရတာတွေကြည့်ပြောမိတယ်။ဒီလိုပြောပံများတော့အချို့ပုရိသအချင်းချင်းကတောင်းမောင်အေဝန်းကိုတနာခိယူနာတက်တယ်လို့လို့ပြောဆိုတာမျိုးရှိတယ်။မောင်အေဝန်းခံရတာတွေကြည့်ပြောလို့ကတော့တရားမမျှတာဘူး။တိမ်မဲညိုတောင်းမှငွေရောင်အနာကိုရှိတယ်ဆိုလားပဲ။မောင်အေဝန်းဘက်ကကံတရားညနေသာပေးတာလည်းရှိပါတယ်။တညမှာပေါ့ လင်မယားနှစ်ယောက်အိပ်ရာထဲအတူရောက်နေကြပါပြီ။မောင်အေဝန်းကဇနီးမယားကိုကြောပေးပြီးကွေ့ကွေ့လေးငိမ့်နေတာပေါ့။ခင်အေဝန်းကအိပ်ပြောဖို့မရဘူး။ဟိုဘက်လူဒီဘက်လွန့်ခဏကြာတော့အတန်ထွက်လာတယ်။ကိုဝန်းမောင်အေဝန်းလည်းမအိပ်ချင်သေးပါဘူး။ဒါပေမဲ့အိပ်ပြောလူလူအိပ်ချင်မှုတူတန်နဲ့อืมလို့အတန်ပြန်ပြီးတယ် ခင်ဝဲအိတ်မပြောဘူးမောင်အီဝဲရဲ့ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းတံတွေတကွံကွံမြည်လာပြီခင်အီဝဲအိတ်မပြောဘူးဆိုရာရဲ့နောက်ဆက်တွဲကတင်းနေတောက်နေဆိုတာမျိုးတွေဆက်လာတော့မယ်မောင်အီဝဲကိုစကြိုးလေးလျှော့ပေးပါဦးဘာညာပြောမယ်မောင်အီဝဲတယောက်အနှိမ့်တဲ့ဘဝရောက်ရတော့မယ်ဒီတော့တိတ်ကိုအိတ်ချင်နေပြီဆိုတဲ့ပုံစံမျိုးနဲ့อืมလို့တုံ့ပြန်လိုက်တယ် ခင်အေဝမ်းပြောတာကို မောင်အေဝမ်းကမတုံ့ပြန်မဲတော့မနေရဲဘူးခမညကိုဝမ်းတိတ်အိတ်ချင်နေပြီလားမေကွန်ကဆက်လာတယ်မောင်အေဝမ်းကြာရှည်မနေရဲပါဘူးမအိတ်ချင်သေးပါဘူးဘာလုပ်ပေးရမလဲအမှုတော်ထမ်းဖို့အစ်စ်မှာပဲဆိုတဲ့ပုံမျိုးပြန်ပြောတယ်ကိုဝမ်းကစာရီတိတ်ဖတ်ပါတယ်ခင်ဝမ်းမအိတ်ချင်လို့ပုံမြင်တစ်ပုဒ်လောက်ပြော့ပြပါတဲ့မောင်အေဝမ်းထင်တာနဲ့တခြားစီ မောင်အေဝမ်းနေကင်းကမှဖတ်ခဲ့တဲ့ပုံမြင်တစ်ပုဒ်ကလည်းစိတ်ထဲမှာအစင်သင့်ဖတ်ပြီးကလေးကခင်အေဝမ်းကိုပြောချင်လို့ရှာရီရာနေတာခုဖြင့်ယုံကမတို့ပိုက်ကတို့ပုံမြင်ကနိုင်ငံခြားပုံမြင်กว่าကိုအင်တာနက်ထဲကအင်္ဂလိပ်လိုဖတ်ထားတာမောင်အေဝမ်းကကြုံနှုံမင်္ဂလာယူတဲ့ဗျအင်းမပြောမှပြောစမ်းမခင်အေဝမ်းကလိုက်လိုက်ရောရောနဲ့ဒီညရာသီဥတုကောင်းနေတယ် မောင်အေဝမ်းကလည်းသူပြောချင်တဲ့ပုံမြင်ကိုပြောတာပေါ့တခါတော့ကအမေရိကန်နိုင်ငံကတောင်ကျန်းဒေသတစ်ခုမှာလင်မယား၂ယောက်နေကြတဲ့လေသမားရဲ့မိန်းမကသူ့ယောက်ျားကိုမညာမတာနေမဲငဆအမြဲပဲနဘူးနဆာလှုပ်လေရှိတဲ့ခေအေဝမ်းကငြိမ်းပြီးနားထောင်နေတယ်မောင်အေဝမ်းကတော့လေသမားကြီးရဲ့ဘဝကကိုနဲ့တူလိုက်တာလို့ပြောချင်နေတာ မိုးလင်းကမိုးချုပ်တခါတလေမိုးချုပ်တာလွန်တဲ့အထိအကြောင်းမရှိအကြောင်းရှာပြီး ပူညံပူညံလုံနေတာပဲတဲ့လေသမားကြီးခမားတက်တာရရချိန်ကတော့တောင်ဆောင်မှာလာကြောင်သွားနေချိန်ပဲတဲ့တော်သေးရပေါ့နော်ခေအေဝန်းကလေသမားကြီးကိုတနာကယူနာတက်တယ်မှတ်ချက်ပြီးတော့မောင်အေဝန်းလည်းအားရှိတယ်ဒါနဲ့လေသမားကြီးကလည်းလာကြောင်ထွက်ဖို့ပဲ အမြဲခြေလန်းပြင်နေတာတဲ့ခင်အဝန်းကခက်ခနဲကြီးတယ်ဒီနေ့ကြည်လင်းနေပုံရတယ်မောင်အေဝန်းရှင်းဆက်တိုးလို့ရနိုင်တယ်တနေ့မှာတော့လေသမားကြီးလားကြောင်းထွက်နေတော့သူ့မိန်းမကနေ့လေစာထမင်းလာဖို့တဲ့ဒီလိုတော့လည်းမစိုးပါဘူးခင်အေဝန်းကလေသမားကတော်ဘက်ကလိုက်ပြောတယ်မောင်အေဝန်းကတော့ဘာရင်းစူမာဆဲမှာလဲဆိုတာ မစင်စားဘူးလို့တွေးတယ်။လယ်သမားကြီးကလမ်းဟိုကြီးကိုတစ်ပင်ရိတ်မှခြိထားပြီးသူကတော့တင့်ငုတ်တို့တစ်ခုပေါ်ထိုင်းပြီးထမင်းတုပ်ကိုဖြီးစားတယ်။ချက်ချင်းဆိုလိုပါပဲ။သူ့မိမကသူ့အကျင်အတိုင်းအာပေါင်းအာရင်တန်တန်နဲ့လယ်သမားကြီးကိုစတုတ်တော်တာပါပဲ။အမျိုးစီအမျိုးစုံအဆက်မပြတ်ဆက်တက်နေဖြစ်တယ်လို့အဲ့ဒီမိမရဲ့ပါဇက်က ပူညံပူညံလှုပ်တော်တာပေါ့။ လေသမားကြီးတနာပါတယ်နော်ခေဝန်းကမှတ်ချက်ဝင်ပေးတယ်မောင်အီဝန်းစိတ်ထဲမှာငါကြတနာပေါ်မရဘူးလို့တွေးတာပေါ့တစ်ပင်ရင်မှာခြေထားတဲ့လားကိုကြောပေထိုင်းပြီးဆက်သက်နဲ့ပြစ်တယ်လို့ဒရန်ဆက်ပူညံပွက်နေတဲ့မိမရဲ့စကားသံကို လားအိုကြီးကနားကြီးလာတဲ့ထင်ပါရဲ့သူ့နောက်ချိန်နှစ်ဖက်နဲ့ အာရပါရကန်းထဲလိုက်တာနောင်စီကိုထိပြီးတစ်ချက်တည်းမှောက်သွားရောတဲ့ဒုက္ခပါပဲခေဝန်းရံမှတ်ချက်ကို မောင်အေဝန်းထင်မြင်ချက်မပေးဘူးခမလူရင်ရောက်အောင် ကို့ပုံမြင်ကိုပဲဆက်ပြောပါတယ်အတုပကိုရက်ရွာထဲကလူတွေရောက်လာကြတာပေါ့အတုပလာတဲ့တကြီးကတခုတတိပြုမိတာရှိနေတယ်ဘာလဲလေသမားကြီးကလမ်းအိုကြီးနဲ့ပေါင်းပြီး သူမိမကိုလောက်ကျန်တက်ပြက်လိုက်တယ်ဆိုရလားခင်အီဝမ်းကမေးခွန်းထုတ်တယ်ဟုတ်ပါဘူးကွာအတုပလိုက်ပို့တဲ့အမျိုးသမီးတွေကလေသမားကြီးအနည်းကိုကက်ကက်ပြီးစကားတစ်ခုခုပြောရင် လေသမားကြီးကခေါင်းတငိမ့်ငိမ့်နဲ့သဘောတူတဲ့ပုံမျိုးပြပြီးအမျိုးသားတွေကတစ်ခုခုကက်ပြောရင်လေသမားကြီးကခေါင်းတွင်တွင်ခါနေတဲ့ကိစ္စပဲကိုရောယောက်ျားတွေကအဲ့လိုပဲမိမအလောင်းတောင်မြေမကြသေးဘူးကောင်မလေးတွေလာကက်ရင် ခေါင်းတငိမ့်ငိမ့်နဲ့သဘောချနေကြတာခေဝန်းကဘလိုင်းခွတ်တယ်နောင်ခါလာနောင်ခါစီတကယ်မဖြစ်သေးတာဟုတော့ဝန်ခံလို့ဘယ်ဖြစ်မှာလဲဖွာဟဲ့မပြောကောင်းမဆိုကောင်းခင်သာကို့အရင်သေးသွားခဲ့ရင်အလောင်းစင်ပေးမှာပဲကြောက်ချထိုင်ပြီးငိုနေမိမှာပဲလို့မောင်အေဝန်းချွဲလိုက်တယ်ခမပြောပြပါဘကောဒီနေ့ညရာသီဥတုကောင်းတယ်လို့ငိုမှာပေါ့ကိုအေဝန်းက မိမမရှိရင်မှမနေတတ်တာခေဝန်းစကားကိုမောင်အေဝန်းအပြေအလွှာထောက်ခံပြစ်လိုက်တယ်လင်းသေးမရသေးလို့တအားငိုတဲ့လူတွေဟာနောက်အိမ်တောင်မြ мян ပြုတ်တတ်တဲ့မရှိရင်မနေတတ်ဘူးလေမောင်အေဝန်းပါဇက်ပိတ်နေလိုက်တယ်ဒါအနေရအကင်းဆုံးမဟုတ်လားကိုအေဝန်းကတော့ကွာခင်အေဝန်းအလောင်းကျော်ပြီးကောင်းမလေးတွေကြည့်နေမဲ့သူပါခင်ဝန်းပုံမြင်တပုတ်ဖတ်ဘူးတယ် ခင်အေဝမ်းကစိတ်ကြည်ရင် သူ့ကိုယ်သူခင်ဝမ်းလို့နန်းစားသုံးတတ်တယ်ခမလူတယောက်ကသူ့မယားသေးတော့တအီအီနဲ့ငိုတဲ့အတုပလာတဲ့ကောင်မလေးတွေထဲမှာကောင်မလေးတယောက်က တော်တော်ချောတာတဲ့မယားသေးမုတ်ဆိုးဘူကအဲ့ဒီကောင်မလေးကိုပဲ ကြည်ကြည်နေတာကောင်မလေးကို နေရောင်ကလည်းထိုးတဲ့ငိုနေတဲ့မုတ်ဆိုးဘူကသူ့ငိုခြင်းငိုရင်းပြောငိုနေတဲ့ဇာတ်ထဲမှာ ဟိုအပြူကိုနေအောင်ထိုးထီးမို့လို့ပေးလိုက်ကြပါအောင်ကွယ်လို့ထဲ့ပြောတဲ့ခေဝန်းပြောတဲ့ပုံမြင်ကိုမောင်အေဝန်းရည်ပါတယ်ဒါယောက်ျားတွေရဲ့အကျင်နာဂယုနာပဲလေခေဝန်းပြောမှကိုဝန်းလဲကြားမှုတာပြန်ပြောရအောင်မယ်ယောက်ျားတယောက်ကမိမငငယ်ချောချောလေးတယောက်ရတဲ့ကိုအေဝန်းလို့ပေါ့နော်မောင်အေဝန်းဘာမှပြန်မပြောဘူးသူဟာသူထောင်ချောက်ထဲဝင်လာတာ ဲ့ဒီယောက်ျားကြီးမကျမ်းမာတော့သူစနီးကြောလေးကိုသူသေးရင်နောက်အိမ်တောင်ပြုတ်ခြင်းလဲပြုတ်ပါဒါပေမဲ့သူ့တင်ချိုင်းအုတ်ကူချအောင်တော့စောက်ပါလို့မှတ်တဲ့ကိုလူအကြောင်းကိုသိပုံရတယ်အဲ့ဒီယောက်ျားတကယ်လဲသေသွားတယ်သူမယားကလည်းနေ့စဉ်နေ့တိုင်းပဲတင်ချိုင်းကိုတွားတဲ့အုတ်ကူချောက်ပြီလားလို့တွားကြည့်ရလားဟုတ်ဘူးမြန်မြန်ချောက်အောင် ရက်တောင်နဲ့သွားပြီးရက်ခတ်ပေးနေတာမောင်အေဝမ်းတို့လင်မယားဟိဟိဟာဟာအတူယင်မိကြတယ်ဒါနဲ့လက်သမားကြီးကကောင်မလေးတွေကိုခေါင်းတညိမ့်ညိမ့်လှုပ်တဲ့ကိစ္စကိုဆက်ပြောပါဦးခင်အေဝမ်းကမမေ့ဘူးခမရအတူပါပြီးသွားတော့တကြီးကလက်သမားကြီးကိုမေးတာပေါ့ဒီလိုပါအမျိုးသမီးတွေကျွန်တော်စီလာပြီးကွယ်လွန်သွားတဲ့ကျွန်တော်ဇနီးဟာမွန်ရီချောင်းသူဝစ်စားစင်ရင်ပုံက အချိုးစားကြကြောင်းချီးမွမ်းစကားလာပြောလို့သဘောတူကြောင်းခေါင်းငိမ့်တာပါယောက်ျားတွေကိုခေါင်းခါရာကယောက်ျားတွေကိုဘာကြောင့်ခေါင်းခါရာလဲလို့တကြီးကမေးတယ်ကျွန်တော်လားကိုရောက်မလားလာမေးကြလို့ခေါင်းခါရာပါလို့လယ်သမားကြီးကပြန်ဖြေတယ်လယ်သမားကြီးကသာသူ့လားကိုပြန်ရောက်မယ်ဆိုရင်ဘလောက်ပေးရပေးရကိုဝမ်းဝဲမှာမဟုတ်လားအမေးရှိတိုင်းအဖြေရှိဖို့မလိုတာ မောင်အီဝမ်းအတီပါတနစ်မှတလတလမှမှဒီတညာဆိုသလိုជីជីလင်းလင်းညာလေးကိုမောင်အီဝမ်းဘဲမှအပြက်ခံနိုင်မှာလဲခမညာမောင်အီဝမ်းပြောချင်တဲ့ message ကိုလည်းပုံမြင်ငါတစ်ဆင့်ပြောပြီးပြီဒါကြောင့်စာအုပ်စာပေလူမိတ်ဆွေလို့ပြောကြပြီးတာပဲ